ကြည့်အားလုံးပဲကျွန်တော်တို့ EFN ကရောင်း4ရဲ့မှာပွဲစဉ်တစ်ပွဲဖြစ်တဲ့အာဆင်နယ်နဲ့ဘရိုက်တန်တို့ရဲ့မှာပွဲစဉ်ပွဲကြုံ30ချက်ပြုလုပ်ပေးပါအောင်မယ်ဗျာနော်အဲ့တော့ညီကတို့အနေနဲ့ကျွန်တော်ရဲ့မှာ Spotlight 2 page ကိုလည်း follow မလို့အသိအညီကိုများကျွန်တော်ရဲ့မှာ page ကိုလည်း follow link နဲ့ပြုလုပ်ပေးသွားပြီးတော့ Spotlight 2 YouTube channel ရာနေတစ်ဆင့်ကြည့်ရှုနေတဲ့ညီကိုများကျွန်တော်ရဲ့မှာ Spotlight 2 YouTube channel လေးကို subscribe များပြုလုပ်ပေးခဲ့ကြပါအောင်ဗျာနော်ဟုတ်ပြီအဲ့တော့အာဆင်နယ်နဲ့ဘရိုက်တန်တို့ရဲ့မှာ EFN ကရောင်း4ပွဲစဉ်ရာဆိုလို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓဟူးနေ့ညအချိန်ကိုကျွန်တော်တို့ ကြာတာပရင်းနေ့နည်းနည်းစောစောမြန်မာစံတော်ချိန်2:55အချိန်မှာရှင်ပြိုင် စောသားကြမှာဖြစ်ပါတယ်။အဲ့တော့2:55အချိန်မှာဆိုလို့ရှိရင်တော့ Brighton တို့အနေနဲ့ Arsenal ရဲ့မှာအင်ကွန် Emery မှာလာရောက်ပြီးတော့ရှင်ပြိုင်စောသားမှာဖြစ်ပါတယ်။ Arsenal တို့ကတော့အင်ကွန်မှာပဲ Brighton တို့ကိုအဲ့ခံကစားရမှာပဲဖြစ်ပါတယ်။အဲ့တော့ Arsenal အနေနဲ့ဒီ EFL Cup Round 4ကနေမှအနိုင်ရလက်ထွက်ပေါ်ခဲ့မယ်ဆိုလို့ရှိရင်တော့အဲ Quarter Final ကိုတက်ရောက်ခွင့်ရမှာဖြစ်ပြီးတော့ Brighton တို့အနေနဲ့လည်းပဲဒီပွဲစဉ်မှာအနိုင်ရလက်ထွက်ပေါ်ခဲ့မယ်ဆိုလို့ရှိရင်တော့ ကွာတာဖိုင်တွေကိုတက်ရောက်ခွင့်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ဒီနေ့ညမှာကအာဆင်နယ်အနေနဲ့ Brighton အသင်းကိုအနိုင်ရနိုင်ချေရှိလားပြီးရင်တော့ဘလူကစားသမားမျိုးတွေနဲ့ပွဲထွက်လာနိုင်ချေရှိလဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဘက်ကသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့ကတော့အာဆင်နယ်အနေနဲ့ Brighton ကိုဘလူလူစင်းအနေနဲ့ပွဲထွက်လာမလဲဆိုတဲ့အနေအထားမျိုးကိုကျွန်တော်ဘက်ကသုံးသပ်ပေးမှာဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့ကတော့အာဆင်နယ်ရဲ့မှာအနီးပြအာဒီတာကတော့အဲ EFL ကပွဲစဉ်ဖြစ်တာနဲ့အညီသူရမအဓိကကစားသမားတွေကိုအနာပေးပြီးတော့ အရန်ကသားသမားတွေနဲ့ပွဲထွက်လာနိုင်ခြေရှိနေခဲ့တာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ပြီးခဲ့တဲ့ EFN Cup ပွဲစဉ်တုန်းကလည်းပဲအရန်ကသားသမားတွေတော်တော်များများနဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီးတော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့သူက EFN Cup ကလည်းဂျာပွဲမှာရှိတယ်။စနေတနေ့ကနေပွဲလည်းရှိရယ်။ပြီးရင်တော့ကျွန်တော်တို့ဂျာထဲမှာလည်းပဲချန်ပီယံလိပွဲစဉ်တွေရလည်းရှိတယ်ဆိုတော့တကယ်ကိုပွဲတွေကဒီဘက်အတွင်းမှာပဲအာဆင်နယ်တို့က၃ပွဲလောက်ကိုခံရမှာဆိုတော့တကယ်ကိုပွဲကျတဲ့အချိန်မှာကတော့အဓိကသားသမားတွေအများစုကိုအနာပေးဖို့လိုအပ်နေခဲ့တဲ့အတွက်ကြောင့်ပဲ ။လာမယ့်ကျွန်တော်တို့ Brighton နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Arsenal တို့ကအရန်ကသာသမားတွေနဲ့ပွဲထွက်လာလိမ့်မယ်လို့သုံးသပ်ပေးချင်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ဒီပွဲစဉ်မှာအဓိကကျွန်တော်တို့ပွဲထလာနိုင်ခြင်းရှိတဲ့ကိုသမားကိုသမားဆိုလို့ရှိရင်တော့ keeper Ariza Klaba Aizabalaga ဖြစ်မယ်လို့ထင်ပါတယ်။နောက်တန်းမှာဆိုရင်တော့ White တို့ Christian Mosquera တို့ Louis Kiri တို့ပွဲထွက်လာမယ်လို့ကျွန်တော်ကတော့သုံးသပ်ချင်တယ်။အဓိကကတော့နောက်တန်းမှာကျွန်တော် Pio Hinkapi တို့လည်းရှိသေးတယ်ဗျ။အဲ့တော့သူတို့အနေနဲ့ဘယ်လိုပွဲထွက်လာမလဲတော့မသိရသေးဘူး။ နောက်တစ်မှာဆိုတော့ဘန်ဝိုက်ခရစ်စတန်မော့စ်ဝါရာလူးဝစ်ကေလီပီယိုဟင်ကာပီယိုလိုကသမားတွေကိုပွဲထွက်ပြီးတော့အဲသူတို့ရဲ့မှာအဓိကသမားတွေဖြစ်တဲ့ကာလာဖီယိုရီဂါဘီယက်ဆာလီဘာတင်ပါတို့လိုကသမားတွေကိုအနာပေးလိမ့်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်ဗျာနော်။ဝင်လဲမှာဆိုလို့ရှိရင်တော့ခရစ်စတန်နိုဂတ်တို့မာရီနိုတို့နော်နရီတို့ရှိနေခဲ့ပြီးတော့ကျွန်တော်တို့တိုက်စစ်မှာဆိုလို့ရှိရင်တော့မာတီနယ်လီတို့ရှိမယ်ပြီးရင်တော့အဲပုံမှန်ပွဲထွက်နေကြဖြစ်တဲ့ ဖီတာရောက်ကြတဲ့ Apache E0 လို့ကသမားရင်းနဲ့ပွဲထွက်လာပြီးတော့ Trusted လို့လို့ကသမားရင်းနဲ့ပွဲထွက်လာမယ်လို့ထင်နေ။စာကာတို့လို့ကသမားတွေကိုတော့အနာပေးလိမ့်မယ်လို့ထင်နေဗျာနော်။ဘာဖြစ်လို့ဖီတာရောက်ကြတဲ့ကိုပွဲထွက်လာနိုင်ချေရှိရလို့ကျွန်တော်ကတော့ပြောရတယ်လဲဆိုလို့ရှိရင်တော့ဖီတာရောက်ကြတဲ့အနေနဲ့လက်ရှိအချိန်ထိအာဆင်နယ်အသင်းမှာကျွန်တော်တို့သွန်ကိုးတွေကိုသွန်ယူထားနိုင်ခြင်းမရှိသေးပဲနဲ့တကူမှမသွန်သေးတာပြောတာမဟုတ်ဘူးဗျာ။သူတရားမျောလင့်ထားတဲ့လောက်သွန်ကိုးတွေကိုမရရှိသေးဘူး။အဲပြီးရင်တော့ဖီတာရောက်ကြတဲ့ကိုယ်တိုင်ကလည်းပဲယုံကြည်မှုနည်းနည်းလေးပျောက်ဆုံးနေတဲ့ အနေထားမျိုးမှာကတော့ဒီလိုပွဲချောင်းတဲ့အချိန်မှာထည့်ပြီးတော့သူ့ရဲ့မကျွန်တော်တို့အသွန်ကိုတွေကိုပြန်လည်မြင်တွေ့ဖို့အတွက်ထဲသွန်အသွန်ပြုလိမ့်မယ်လို့ထင်မြင်မိပါတယ်ဗျာနော်အခုလည်းမှာတော့ Declan Rice တို့ Zubi Mandio လိုကစားသမားတွေကိုအနာပေးပြီးတော့ကျွန်တော်စောစောကပြောသွားသလိုပဲ Marino လိုကစားသမားတွေနဲ့ပွဲထွက်လာနိုင်ချေရှိနေခဲ့တာပဲဖြစ်ပါတယ်ဗျာနော်အဲ့တော့ Arsenal တို့ကတော့သူတို့ရဲ့မှာပုံမှန်ကစားကွက်ဖြစ်တဲ့4-3-3ကစားကွက်နဲ့ပုံမှန်ပဲပွဲထွက်လာမယ်လို့ sorry ပါလေ လင်းနှစ်သုံးတင်ပေါ့လေနော်လင်းနှစ်သုံးတင်နေပဲပွဲထွက်လာမယ်လို့ထင်ပါတယ်ဒါကတော့နီးပြအာရီတာရဲ့မှာကျွန်တော်တို့အခြေဆုံးဖြစ်တဲ့ကစားကွက်ပဲဖြစ်ပါတယ်ဗျာနော်အဲ့တော့အာဆနယ်ကတော့ကျွန်တော်ပြောသလိုပဲဗီတာယော့ကရက်ကိုထောင်ထားပြီးတော့အဲ EC တို့ Trosset တို့နဲ့ပဲပွဲထွက်လာမယ်လို့ထင်တယ်တိုက်ကွက်လဲမှာဆိုလို့ရှိရင်တော့စောစောကကျွန်တော်ပြောသွားတဲ့ထဲကပဲကျွန်တော်တို့မာရီနိုတို့အဲနော်နရီတို့နဲ့ပဲထွက်လာမလားဘလို့အပြောင်းလဲရင်လည်းပြုတ်လို့လာမလဲဆိုတော့မသိရသေးဘူးအဓိက first line နဲ့ကစားသမားတွေကိုတော့ဒီပွဲစဉ်မှာခေါ်တော့ခေါ်လိမ့်မယ်ဒါပေမဲ့လိုအပ်မှာ ကျွန်တော်တို့အခြေအနေမကောင်းမှအထက်သွင်းပြီးတော့ကစားခိုင်းမယ်ဆိုတဲ့အနေထားမျိုးနဲ့ပဲပွဲထွက်လာပါလိမ့်မယ်ဗျာနော်။ဟုတ်ပြီအဲ့တော့ကျွန်တော်အနေနဲ့အာဆင်နယ်နဲ့ဘရိုက်တန်နဲ့ပွဲစဉ်ကိုလက်ရှိအင်တာနက်အဖွင့်ကြီးလေးဘလို့ဖွင့်ထားလဲဆိုတဲ့အနေထားမျိုးကိုကျွန်တော်အနေနဲ့သုံးသပ်ပေးပါဦးမယ်။အခုကျွန်တော်တို့မြန်မာစံတော်ချိန်ညကျွန်တော်တို့9နိုင်ဝင်းကျင်မှာပဲအာဆင်နယ်နဲ့ဘရိုက်တန်တို့ရဲ့မှာအင်တာနက်အဖွင့်ကြီးလေးဟာဆိုလို့ရှိရင်တော့အာဆင်နယ်ကဘရိုက်တန်အသင်းကိုတလုံး90ရှုံးဆိုတဲ့အနေထားမျိုးပဲဖွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့တော်တော်လေးကိုကျွန်တော်အနေနဲ့သတိထားပြီးတော့ စဉ်းစားစရာကျွန်တော်တို့ body အဖွင့်ကြီးလေးပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ Arsenal တို့ဟာဆိုလို့ရှိရင် Brighton နဲ့ထိတိုက်တွေ့ဆုံနိုင်မှာပဲကျွန်တော်တို့တလုံးရှုံးဆိုတဲ့အနေအထားမျိုးနဲ့အမြဲလိုလိုဖွင့်လေဖွင့်ထားရှိပြီးတော့ဒီနေ့ညမှာဆိုလို့ရှိရင်တော့တလုံး90ရှုံးဆိုတဲ့အနေအထားကတော်တော်လေးကိုကြေးပြော့နေလို့ကျွန်တော်ကတော့ခံစားမိတယ်ပြီးရင်တော့ဂိုဘောင်ကြီးဂိုဘောင်ကြီးမှာဆိုလို့ရှိရင်လည်းပဲ Arsenal အနေနဲ့ပုံမှန်အားဖြင့်ဖွင့်ပေးနေကြတာက၃လုံးတည်ရေသို့မဟုတ်၃လုံးရှုံးတော့အထိဖွင့်ပေးတတ်ပေမဲ့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ Arsenal အသင်းက ၃လုံးတရေဒါမှမဟုတ်ရင်တော့၃လုံး90စားလောက်ဆိုတဲ့အနေထားမျိုးကိုအာဆင်နယ်တို့ကဖွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ဘူပေါင်းကြီးလည်းတော်တော်လေးချိုးနေတယ်လို့ကျွန်တော်တို့ဘော်ဒီကြီးလည်းတော်တော်ကြီးချိုးနေခဲ့တာဖြစ်တဲ့အတွက်ဘူကီတီကတော့အာဆင်နယ်အနေနဲ့ Brighton အသင်းကိုတေချာပေါက်တရားရခိုင်လုံးအနိုင်ဆိုတဲ့အနေထားမျိုးဖွင့်ပေးခဲ့တာမဟုတ်ဘဲနဲ့တရေကံပဲပြီးရင်တော့ကံတရားပဲပနတီကစားသွားမယ်ဆိုတဲ့အနေထားမျိုးနဲ့ဘူကီတီဖွင့်ပေးထားတယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်ဗျာနော်။အဲ့တော့ညီကလေးရဲ့မအမြင်ရကောအာဆင်နယ်နဲ့ Brighton နဲ့လာမယ့်ကျွန်တော်တို့ ကြာတာပြင်းနေမနက်သောသောမှာဆိုလို့ရှိရင်ဘယ်အသင်းကအနိုင်ရရှိသွားမယ်လို့ထင်မြင်မိလဲဗျာနော်ညီကိုရဲမမများကိုအမှတ်ချမှာရေးပေးကြလို့ရပါတယ်ကျွန်တော်ရဲ့မအမြင်ရပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပုံမှန်ကြီးကြီးပြီးသုံးသက်ပေးနေကြတက္ကနစ်တိုင်းသွားမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်ကကျွန်တော်တို့ဂိုးပေါင်းကြီးတလုံး90ရှုံဘော်ဒီကြီးသုံးလုံးတရေဒါမှမဟုတ်သုံးလုံး90ဆိုတဲ့အနေထားမျိုးတွေက1 1တပောက်ကြရင်ကြမကြလို့ရှင်တော့2 1 1 2နဲ့ပဲပွဲကပြီးဆုံးသွားပါလိမ့်မယ်အဲ့တော့ကျွန်တော်ပြောချင်တာက အာဆင်နယ်ပြိတက်တွေအနေနဲ့ဒီနေ့ညမှာအဲဘာပဲဖြစ်ဖြစ်ငါတို့ကအာဆင်နယ်ကိုချစ်လို့အာဆင်နယ်မှအာဆင်နယ်ပဲဖြစ်ရင်တော့အာဆင်နယ်ဘော်ဒီပဲချပြီးတော့ကြည့်ဖို့အကြံပြုပါသေး။ဒါမှမဟုတ်ဘူးငါကတော့ငွေကြီးအတွက်ပဲငါတို့ကကစားမယ်ကွာ။ဒါမှမဟုတ်ရင်တော့နိုင်ပြီးတော့ပဲကစားမယ်ဆိုလို့ရှိရင်တော့ဘော်ဒီကြီးကိုအတက်တိုင်ဆုံးရှောင်ပြီးတော့ဂိုးပေါ်ဂိုးအောင်နဲ့ပဲကျွန်တော်ကတော့ဆော့ကစားစီခြင်းနဲ့အဲ့တော့ဂိုးပေါ်ဂိုးအောင်မှာကျွန်တော်အနေနဲ့ရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်တော့ဒီဝဲစင်က1-1တစ်ပေါက်ကိုပဲကျွန်တော်ကပို့ပြီးတော့ကြိုက်တယ်။ တုံလုံးတွန်းသွားခဲ့သည်ရှိတော်တော်မှာကိုပက90လောက်ပဲရှုံးမယ်ဆိုတဲ့အနေထားမျိုးမှာကတော့ကျွန်တော်ကတော့90ရှုံးတဲ့အပြေးစားဆိုတဲ့အနေထားမျိုးနဲ့ကျွန်တော်ကတော့ go out ရွေးချယ်ပေးချင်ပါတယ်။ဘာဖြစ်လို့ go out ရွေးချယ်ပေးလဲ။ Arsenal တို့ရဲ့မှာနောက်တန်းတွေက Brighton တင်းကို go ခွင့်ပြုပေးဖို့အလားအလာအနေထားတွေကျွန်တော်အနေနဲ့ဒီဘက်မှာမမြင်တွေ့ထားဘူး။ဘာဖြစ်လို့လဲ Brighton တို့ရဲ့မှာ tight set တွေကဘယ်လောက်ကြီးပဲအချိန်ကြီးကောင်းနေခဲ့ပါသေးကျွန်တော်တို့ပြီးခဲ့တဲ့ Manchester United နဲ့ Brighton နဲ့ပွဲစဉ်တုန်းက Manchester United တို့လိုကျွန်တော်တို့3 phase system နဲ့ ဲလုံးဝစုပ်ပြတ်တက်နေခဲ့တဲ့နောက်တန်းတွေကိုတောင်မှအဲဘရိုက်တန်တို့ကလွယ်လွယ်ကူကူဂိုးတွေမရခဲ့ဘူးဒုတိယပိုင်းမှာမန်ချက်စတာယူနိုက်တက်တို့ရဲ့မှာလူစားလဲလှယ်မှုအမှားတွေရနေမှာတဆင့်ဂိုးတွေရခဲ့တာဆိုတော့တို့အာဆင်နယ်အသင်းလိုအမြဲတမ်းလိုစီးစနစ်ကျကျနဲ့ခိုင်မာလှတဲ့နောက်တန်းတွေကတော့ဘရိုက်တန်တို့အနေနဲ့အသွင်ကိုရရှိပြီးတော့ဘလို့မှမဖြစ်နိုင်တော့ဘူးလို့ကျွန်တော်ကတော့ထင်မြင်သုံးသပ်ပြီးတော့ဒီပွဲစဉ်မှာကအဲရခဲ့ရင်တောင်မှ1-1တပေါက်ထက်ပိုပြီးတော့မရနိုင်တဲ့အတွက်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ5ဟောက်ကို ရွေးချယ်ပေးခဲ့ပါအောင်မယ်အဲ့တော့အာဆင်နယ်တို့ကတော့ရှင်းပါတယ်တရေသွုံးမဟုတ်အနိုင်လို့ပဲကျွန်တော်ကတော့ခံမှန်းပေးခဲ့ခြင်းနဲ့တကယ်လို့သာတရေကြခဲ့မယ်ဆိုလို့ရှိရင်တော့အာဆင်နယ်တို့ကပယ်နတီကန်ပြီးတော့နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ကြိုးစားသွားပါလိမ့်မယ်ဗျာနော်ဒီဘက်ကတော့အများသောအားဖြင့်တရေကြဖို့ကျွန်တော်အနေနဲ့80ခန်းခန်းလောက်အထိအလေးပေးခြင်းနဲ့အာဆင်နယ်တို့အနိုင်ရရှိဖို့30ခန်းခန်းလောက်ပဲပေးခြင်းပါလိမ့်ဗျာနော်အဲ့တော့ Brighton တို့အနေနဲ့ကတော့တရေကန်ရင်ကန်မကန်ရင်တော့အရှုံးပဲပေါ့နော်ဒါကတော့ကျွန်တော်ရဲ့မှာပုံမှန်သုံးသက်ပေးနေကြတဲ့အတိုင်းသုံးသက်ပေးခဲ့ရခြင်းပဲဖြစ်ပါတယ်အဲ့တော့ အာဆင်နယ်ဖန်ပရိသတ်တွေအနေနဲ့ဒီပွဲစဉ်မှာဘယ်ဘက်ကနေရမလဲဆိုတဲ့အနေအထားမျိုးတွေကိုကျွန်တော်သုံးသပ်ပေးရလေးကိုကြည့်ပြီးတော့ညီကတို့အနေနဲ့တက်နိုင်ဆုံးဆင်ချင်ပြီးတော့ရွေးချယ်ဆော့ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့သုံးသပ်ပေးချင်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်မှာသုံးသပ်ချက်ကလေးကအဆင်ပြေတယ်ဆိုလို့ရှိရင်တော့လက်မလေးတွေတဲလေးတွေပေးသွားပြီးတော့အဆင်မပြေဘူးမကြိုက်ဘူးဆိုလို့ရှိရင်လည်းပဲညီကိုတွေအမအမြင်များကိုလည်းပဲမှတ်ချက်မှာပိန်နာကဘာဖြစ်နေတယ်လဲဆိုတဲ့အနေအထားမျိုးတွေကိုအကြံပြုရေးသားပေးခဲ့ကြပါအောင်လို့ပြောကြရင် ကျွန်တော်ကမှဗီဒီယိုဖိုင်လေးကိုဒီနေရာမှာရန်နာပါအောင်မယ်ဗျာနော်အဲ့တော့နောက်နေနောက်နေကျွန်တော်တို့အာခသာသတင်းလေးနဲ့တူပြန်လဲပြီးတော့ဆုံတွေ့ကြပါစို့ညီကိုတို့ရင်နော်